ကျွန်တော်ဒီနေ့ပြန်လည်မျှဝေခြင်းတာကတော့ငလင်လောက်ကမှုတွေပြီးရေကြောတွေရဲ့ပြောင်းလဲမှုကိုပညာရှင်တွေရဲ့လေလာသုံးသပ်ချက်တွေကိုပြန်လည်ဝေမျှပေးမှာဖြစ်ပါတယ်။ဒီလိုဝေမျှတဲ့နေရာမှာလဲလူတွေကိုအစိတ်တင်စေတဲ့မံကန်မှုမရှိတဲ့ຢာတွေကိုခြောင်ချပြီးဖြစ်တန်စွန်းတဲ့ချက်နိုင်ခြင်းအခြေဆုံးຢာတွေကိုစမ်းဆက်ပြီးစေနာတန်တန်နဲ့ဝေမျှရခြင်းဖြစ်ပါတယ်။ကိုယ်ချိန်မှာတော့မြန်မာနိုင်ငံကလောက်ကခဲ့တဲ့ငလင်ရောက်ကျွန်တော်တို့အားလုံးဝမ်းနဲ့ကြွယ်ရပြီးဖြစ်ပါတယ်။ အတွက်ကျွန်တော်တို့ဒီလိုသွေးပြက်ကြောက်ကြွယ်ရာတွေအတွက်ချိန်ဆက်ပြီးဘလို့အသိပညာတွေနဲ့နေထိုင်ရမလဲဆိုတာကျေးလည်နေတိုင်းသားတွေအတွက်ပညာရှင်တွေရဲ့စာတန်းတွေမှတ်တမ်းတွေကိုကောက်နှုတ်ပြီးတေချာတဲ့သုတေသနပြုမှုတွေကိုပေါ်ပြပေးလိုက်ပါတယ်။ကြောက်ပွားခဲ့တဲ့ငလင်တွေရဲ့တမိုင်းကိုကြည့်မယ်ဆိုရင်ငလင်ပြောပွားပြီးချိန်တွေမှာတော့ခြေလမ်းကြောင်းတွေပြောင်းလဲပြီးရင်ငုတ်တွင်းတွေပြပေါ်လာတတ်ပါတယ်။မြင်းငလင်တွေလှုပ်ကပ်ပြီးမှတော့ကြောက်လာတဲ့အကွဲကြောင်းတွေပြပေါ်လာသလို တချို့အကွဲကြောင်းတွေကလည်းပိတ်ဆို့သွားပါတယ်။အဲဒီမှာရေစီးဆင်းတဲ့လမ်းကြောင်းတွေလည်းကြောင်းလဲသွားနိုင်ပါတယ်လို့ပညာရှင်တွေကသုံးသပ်ပါတယ်။ငလင်းကြောင့်မြေသားတွေပြိုကျတာနဲ့မြေနေရာရွေးချခြင်းတွေဖြစ်ပေါ်လာပါတယ်။ဒီလိုပြစ်တာကြောင့်မြေအောက်ရေစီးဆင်းမှုပိတ်ဆို့တာမျိုးလမ်းကြောင်းပြောင်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ရေပြာပြောင်းသွားခြင်းကြောင့်ရေတွင်းတွေမှာရေတွန်းတွန်းပြောင်းလဲတာမျိုးဒါမှမဟုတ်ခန်းချောက်တာမျိုးဖြစ်နိုင်ပါတယ်။ ပြီးတော့သတိထားစရာတစ်ခုရှိနေပါတယ်။မလင်လောက်ကမ်းမှုကြောင့်မြေအောက်မှာကြီးတဲ့တက်တက်တို့တွေအခြားဓာတုပစ္စည်းတွေရေထဲကိုရောတော့ပါဝင်လာနိုင်ပါတယ်။ဒါကြောင့်ကြီးရဲ့ရေသေးဟာပြောင်းလဲလာနိုင်ပါတယ်။ဒါကြောင့်မလင်လောက်ကမ်းမှုပြီးမှာတော့ရေကျွေးရေကန်တွေအုပ်သုံးရေရင်းတွေဟာအန္တရာယ်နည်းငယ်တော့ကြီးရယ်ဆိုတာပညာရှင်တွေကသုံးသပ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့မြင်ကလေးလောက်ကခြင်းကြောင့်မြင်မျက်နှာပြင်ပေါ်မှာအညက်ကြီးတွေရှော့နှွန်နေရ ရေထဲကိုရောက်ချီသွားနိုင်ပါတယ်။နောက်တစ်ခုကဘက်တီးရီးယားနဲ့အခြားသောဗိုင်းရပ်တွေပြန့်နှံ့ပေါင်းဝင်လာနိုင်ပါတယ်။နောက်သဘာဝတတုတွေနဲ့စမှုလုပ်ငန်းတွေဟာဆုံးပြပစ္စည်းတွေလလင်းတန်ကြောင့်ရေထဲကိုစိတ်ဝင်နိုင်ပါတယ်။ဒါကြောင့်ပြည်တွင်းယူကန်တွေကရေကိုမတောက်တုံးခင်မှာတေးချစွာစစ်ဆေးတင်ပါတယ်။ရေရဲ့အဆင်းရောင်အနံ့ရတာတွေပြောင်းလဲနေရင်တော့လုံးဝကိုမတောက်တုံးတင်ပါဘူး။ ကောင်းဆုံးကတော့ကြိုချက်တောက်သုံးတာအန်ဒီရဲ့ကင်းစင်နိုင်ပါတယ်ဒီနေရာမှာလဲကျမကြီးဌာနတွေကထုတ်ပြန်ချက်တွေကိုလေ့လာပြီးမှတောက်သုံးတင်ပါတယ်ဆက်လက်ပြီးတော့ငလင်လောက်ကမှုတွေပြီးမှ ရေချောင်းတွေရဲ့ပြောင်းလဲလာတဲ့သမိုင်းတွေလည်းရှိခဲ့ပူပါတယ်အမေရိကန်မှာတော့1837 19မှာတော့အင်အားပြင်းထန်တဲ့ငလင်ကြောင့် Mrs. P မြေရဲ့လမ်းကြောင်းတွေတိတာလာပြောင်းလဲခဲ့ပြီး Refulate လို့ရေကန်တွေဖြစ်ပေါ်လာခဲ့ပါတယ် ရုံနိုင်ငံမှာတော့2000ချက်ငလျင်ပြီးမှာတော့မြစ်ချောင်းများပိတ်ဆို့ခဲ့ပြီးခြေကန်အသက်34ခုဖြစ်ပေါ်လာပါတယ်။ဒီလိုငလျင်ကြောင့်ခြေချောင်းပြောင်းလဲမှုတွေဟာမာဖန်လုပ်ငန်းတွေနဲ့ခြေနေသတော်ဝါရဲ့ချင်တန်မှုတွေကျဆမှုတွေနေရာပြောင်းလဲမှုတွေကိုဖြစ်စေပါတယ်။